ကြောင်မဲမြွနယ်မှာပနာမကျမ်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းတွင်အသက်55နှစ်အောက်ကလေးတွေကိုကာကွယ်ဆေးထိုးနှံတိုက်ကြွေးခြင်းလုပ်ငန်းတွင်ဆက်လက်ဆောင်ရွက်ပေးလျက်ရှိတယ်လို့သိရပါဗျ။ကြောင်မဲမြွနယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနကအခြေခံကျန်းမာရေးဝန်ထမ်းတွေဟာကြောင်မဲမြို့ပေါ်နဲ့အနီးတစ်ဝိုက်မှာရှိတဲ့ကျေးရွာတွေကဒေသခံတိုင်းရင်းသားပြည်သူတွေကိုကျန်းမာရေးစောင့်ရှောက်မှုပေးတာ ၉၀ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်း၊ကိုဝင်ဆောင်မိခင်နဲ့ကလေးဆောက်ရှောက်ရေးလုပ်ငန်း၊ကျောင်းကျန်းမာရေးလုပ်ငန်းတွေဆောင်ရွက်ပေးခြင်းနဲ့ကာကွယ်ဆေးထိုးနှံတိုက်တွေ့ခြင်းလုပ်ငန်းကိုပြန်လည်အဖြစ်ဆောင်ရွက်ဖို့အတွက်အမိလိုက်ကာကွယ်ဆေးထိုးနှံတိုက်တွေ့ခြင်းအသက်15နှစ်အောက်ကလေးတွေကိုအထူးအစီအစဉ်နဲ့ကာကွယ်ဆေးထိုးနှံတိုက်တွေ့ပေးခြင်းစသဖြင့်ကာကွယ်ဆေးထိုးနှံတိုက်တွေ့ခြင်းလုပ်ငန်းတွေကိုကလေးတိုင်းစီကိုရရှိအောင်နေလမ်းမျိုးစုံနဲ့ဆောင်ရွက်လျက်ရှိရလို့သိရပါဗျာ။ ဒီလိုဆောင်ရွက်ရမှာကြောင်မဲမြွနယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနကအခြေခံကျန်းမာရေးဝန်ထမ်းတွေဟာ2025ခုနှစ်အောက်တိုဘာ10ရက်ကနေ14ရက်အထိအသက်15နှစ်အောက်ကလေးစုစုပေါင်း1318ဦးကိုလိုအပ်တဲ့ကာကွယ်ဆေးတွေထိုးနှံတိုက်ကျွေးပေးခဲ့တယ်လို့သိရပါဗျ။အလားတူကြောင်မဲမြွနယ်လာဝမှုနှင့်တရုတ်ပုံကျောင်းမှာ 2025ခုနှစ်အောက်တဝါ9ရက်ကစပြီးယာယီစင်းရုံဖွင့်လှစ်ခါဒေသခံတိုင်းဒေသပြည်သူတွေကိုကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိရာအဆိုပါဒေသအနေတဝိုက်ကဒေသခံတိုင်းဒေသပြည်သူတွေလာရောက်ကုသမှုခံယူလျက်ရှိပြီးအောက်တဝါ9ရက်ကနေ14ရက်ထိလူနာ1324ဦးကိုလိုအပ်တဲ့ကုသမှုတွေဆောင်ရွက်ပေးခဲ့တယ်လို့သိရပါတယ်။